ေဥစွာကျွန်တော်ဘုရားရှင်ဘယ်ကျေးဇူးတရားဒီနေ့ကျွန်တော်တတိခံမှုရောက်လာနေပြပါတယ်ဆရာတော်ကလည်းကျွန်တော်မနေ့ကပြောတယ်အောင်တတိခံမှုအစဉ်ပြီလားတတိခံမှုရလားဆိုတော့ကျွန်တော်လည်းအစဉ်ပြီပါတယ်ဆရာတော်ကျွန်တော်လည်းတခါမှတော့အလိုတော့တတိမခံဘူးကျွန်တော်လည်းခေါင်းလေးတော့ဖြစ်ဘူးတော့အာပြောလိုက်တော့ဆရာတော်ရပါတယ်တဲ့ လိုပဲကြားလေခင်ခဏလေးပဲအနေဆရာတော်စင်ပြေတဲ့အဆုတက်ကျွန်တော်တက်တည်ခံမှာပေါ့ဘယ်လိုလဲကျွန်တော်မှာကျွန်တော်ကတော့ခုအရာဝီတိုင်းဒါဖြတ်ပုံခရိုင်ဖြတ်ပုံမျိုးနယ်လိမ့်နေကြည့်ရပါပေါ့တကယ်တော့ကျွန်တော်တို့အန်တာဂရီတင်းတော်ဖြစ်ပါတယ်မင်းကတော့အောင်းပါ ဟောတော့ကျွန်တော်မိဘတွေကတော့အဲဘုလားနဲ့တော်ကြီးတင်းဖြစ်ပါတယ်။အယုံကြည်သူတွေပဲပေါ့။ဒါပေမဲ့ခုကတော့မိဘနှစ်ပါးဆုံးသွားပါပြီ။ကျွန်တော်ခုကတော့ဘုရားသခင်ရဲ့ခြေဥတော်ကြောင့်ပဲခုလိုအသက်ရှင်နေရတယ်လို့ပဲပြောမှာပေါ့။ကျွန်တော်အရင်တော့က ကျောက်ကယောဂဖြစ်ခဲ့တယ်။ကျောက်ကယောဂဖြစ်တော့ကျွန်တော်ဆူတောင်းတယ်။ဆရာသခင်ရှိမှာဘုလိုဝေဒနာမျိုးမခံစားအောင်လို့ကျွန်တော်ဆူတောင်းတယ်။ဘုရားရှိမှာဆူတောင်းတယ်။တောင်းတော့ကျွန်တော်ကျွန်တော်လည်းပြောမလို့ကျွန်တော်မိသားစုကတော့အဆင်မပြေကြဘူးပေါ့။အဆင်မပြေဘူး။ဒါပေမဲ့ကိုရဲချေဦးကျော်ကြောင့်ပဲကျွန်တော်အဆင်ပြေပြေနဲ့ဆရာမမေနဲ့ကျွန်တော်ခွဲစိတ်ကုသမှုခံလိုက်ရတယ်။အဲ့တော့လည်းကျွန်တော် ျွန်တော်ရဲ့ကျွန်တော်အလုပ်လုပ်တဲ့ကျွန်တော်ရဲ့တထေးကိုလည်းကျွန်တော်ဒီနေရာကကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူပေးသူကျွန်တော်ကိုအခုလိုကျွန်တော်တက်တာကိုလည်းသူကြီးကဲဘူးတဲ့တက်ကြောင်ကျွန်တော်လည်းခုလိုတက်ရှင်ရခြင်းဖြစ်ပါတယ်။ဘယ်ကရဲ့ကျေးဇူးတော်ကြောင့်လဲဖြစ်တဲ့ကျွန်တော်လည်းခရခင်ကိုလည်းကျေးဇူးတင်တယ်။ ုကျွန်တော်တော့ခုလက်ရှိဒီတောင်ငူတဲဘုံသူလမ်းမှာတော့နေတယ်ခုကျွန်တော်ကဒီဆရာတော်နဲ့တီကျန်တီတယ်တီတဲ့တကြောင်ဆရာတော်ကကျွန်တော်ဒီလိုတတိခံမှုပြောတယ်ကျွန်တော်ကလည်းအဆင်ပြေတယ်ဆရာလုပ်မယ်ဟုတ် ကမ္မတော့အခုလိုဆေးမအခုလိုပြောရတာတော့ကျတော့ဒူးတွေတောင်းတကယ်ပဲဟမ်ပြုလို့ကလည်းပတ်သက်တယ်လို့ပဲပြောရတာပေါ့ဒုက္ခလေးတော့ကျွန်တော်လည်းခံတော့ခံခဲ့ရတယ်မြူးမြူးပဲပေါ့ဖက်ခင်ဟိုကျွန်တော်အများတန်းကျွန်တော်ဆူတောင်းခြင်းနဲ့သွားတယ်ကျွန်တော်ယုံကြည်သူတယောက်ဖြစ်တာလဲကျွန်တော်မကြသေးပါဘူးဒါကြောင့်လဲဆိုတော့ကျွန်တော်ကျန်ခဲ့တဲ့နေ့ ကငါးလပိုင်းလောက်ပါတယ်နော်နှချင်းယူတယ်နှချင်းယူပြီးတော့ကျွန်တော်ယုံကြည်သူတယောက်အနေနဲ့ဘုရားရဲ့အုံလေးခုရာအလုံးတော့လောက်တော့လောက်ဖြစ်ပါလေမရခဘယ်ကြိုက်တော့မလောက်ဖြစ်ဘူးပေါ့ကျွန်တော်လဲခုဆိုရင်ကျမကြီးအခြေအနေကြီးတယ်စိတ်တော့မကောင်းဘူးပေါ့မကောင်းတော့မကောင်းဘူးဒီလိုပဲကျွန်တော်လဲ ။ဒါပဲဖြစ်ဖြစ်ကျန်းစာလေးတစ်ပိုင်းနဲ့သူတောင်းချင်းနဲ့ပဲမြေတန်းသွားတယ်။အဲ့ခေတ်မှာ။ဘယ်တော့ကျန်းစာလေးတစ်ပိုင်းတော့ဟိုတော့ဖတ်ချင်ပါလေ။ရှေယောခရိယခန်းကြီးတော့ငွေဆက်ချက်ဖျားသခင်ဤသားတော်ကိုဂျုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဖျားသခင်သည်မိမိ၌တပါးသောသားတော်ကိုဆွံ့တော်မူသည့်တိုင်အောင်လောကိတ္တတော်ကိုချစ်တော်မူ၏ အဲ့လိုပဲဘုရားသခင်ကဆက်သခင်ပြောတာလည်းအတိုင်းပဲသာရအသက်ကိုရရခြင်းကဘုရားသခင်ဒီမိမိနဲ့တပါတိတော်သားတို့ကိုဆွံ့တော်မူတည်တိုင်လောကိတတို့ကိုချစ်တော်မူ၏အဲ့လိုတကြမယ်ကျွန်တော်လည်းဘုရားသခင်ကိုမြဲတမ်းမနစ်လုပ်ပါလေအခုလိုကျွန်တော်ဒီမှာ ဒီမှာပဲပေါ့ဒီမှာပဲအိမ်တော်ကြအိမ်တော်ကြတယ်ကျွန်တော်အခုကိုကြောက်ကြီးသူနဲ့အိမ်တော်ကြတယ်ကြောက်ကြီးလေတို့ကအဲဒီမှာပဲမင်္ဂလာမင်္ဂလာဆောင်လဲပေါ့အဲ့အတွက်လဲကျွန်တော်တို့ဒီဒီကဆရာတော်တို့လဲကျွန်တော်သူပဲကျေးဇူးတင်ပါတယ်သူကဒီမှာရှိတဲ့ဒင်းလူတင်သားရောက်စီတဲ့အောင်လဲကျွန်တော်ကျေးဇူးတင်တဲ့ရောင်ပြောရင်းနဲ့ပဲကျွန်ဒီကုန်းချုပ်ကပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါလို့